မေဂျာလိပြိုင်ပွဲကျင်းပတဲ့ကာလကိုရောဘထေသေးလီတွေနဲ့ကပ်ညီမှုရှိစေဖို့2029ခုနှစ်ကစပြီးအပြောင်းလဲပြုလုပ်သွားမယ်လို့သိရပါဗျ။မေဂျာလိပြိုင်ပွဲရဲ့ရာသီကိုလက်ရှိအချိန်မှာဖေဖော်ဝါရီကနေဒသမလအထိအရှင်ပြိုင်မှုသတ်မှတ်ထားတာဖြစ်ပြီး1995ခုနှစ်ခရဲကတည်မြဲလာခဲ့တဲ့ပုံစံဖြစ်တယ်လို့သိရပါဗျ။ဒီလိုကျင်းပတာကရောဘထေသေးလီတွေနဲ့သဟဇာတာမဖြစ်ဖယ်မေဂျာလိရှင်ပြိုင်ချိန်မှာရောဘလီတွေရန်နာထားတာ မေဂျာလိရန်နာချိန်မှာဥရောပလိတွေရှင်ပြိုင်နေတာမျိုးတွေဖြစ်နေပါဗျ။ဒါကြောင့်မေဂျာလိပြိုင်ပွဲရာသီကိုနွေရာသီကနေနွေဦးရာသီအထိရှင်ပြိုင်ရတဲ့ပုံစံတနည်းအားဖြင့်ဇွန်လိုင်လကနေမေလအထိရှင်ပြိုင်ရတဲ့ပုံစံပြောင်းလဲဖို့မဲခွဲဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။လာမယ့်နှစ်မှာလက်ရှိပုံစံအတိုင်းသာဆက်လက်ကျင်းပသွားမှာဖြစ်ပေမဲ့2029ခုနှစ်မှာတော့ဇွန်လိုင်လမှာရာသီစတင်ပြီးဒသမနှစ်ဖေဖော်ဝါရီအတွင်းဆောင်းရာသီအနားပေးပြီးမေလာမှာရာသီအဆုံးသတ်မှာဖြစ်တယ်လို့သိရပါဗျ။ဒီအပြောင်းလဲကိုမေဂျာလိတောင်ဝင်ရှိသူတွေက MNS 3.0အဖြစ်အစင်းမြင့်တင်ခြင်းလို့ညွှန်းဆိုထားကြသလိုမေဂျာလိပြည်သက်တွေကလည်းထောက်ခံခဲ့ကြတယ်လို့သိရပါဗျ။